ဒီနေ့လည်းထုံးတဲ့အတိုင်းပဲကျုပ်ပြုတ်နှလုံးကော်ဖီအိမ်မော်ဒီပေါ့နော်အဲကျုပ်ပြုတ်ဒီအထားပါတော့ဗီဒီယိုရိုက်တာရှေ့ရရှိပါရှေ့မှာ9ရက်လောက်စားဆိုရင်ကျွန်တော်နှစ်ပတ်လောက်ရှိပါတော့နှစ်ပတ်လောက်စားကျွန်တော် weight ဘယ်လောက်ကျပါလဲဆိုတော့အဲ10ပေါင်ကျော်ကျော်လေးကျပါတယ်ပေါ့နော်အဲကျွန်တော်ကအဲ့ဒါကဟိုမနက်စာကိုဒီလိုစားရတယ်ပြီးတော့နေ့လယ်စာကိုတော့ထမင်းနေနေစားရတယ် သမီးရဲ့အရွက်ရဲ့အသားရဲ့ပေါ့နော်အဲ့လိုသုံးပုံပကံထဲမှာအညီများထည့်ပြီးတော့စားရတယ်ကျွန်တော်တခြားဗီဒီယိုရှိပါတယ်ဝင်ကြည့်လို့ရတယ်ပြီးညစာကိုလည်းကျွန်တော်အဲ ကျုပ်ပြုတ်နှလုံးပဲစားတယ်ပေါ့နော်တခါလေတခြားဟာတခုခုရှိရင်လည်းတခြားဟာတခုခုပေါ့တခြားဟာတခုခုဆိုတာလေတွေ့ကြရစားလိုက်တာမျိုးမဟုတ်ဘူးဗျဥပမာ nest လေးစားတယ်ပြီးတော့နွားလို့တောက်လိုက်တယ်ဒါမှမဟုတ်လို့ရှိရင်အသီးနှံတခုစားလိုက်ကျွန်တော်အဲ့လိုမျိုးပုံစံနဲ့ weight ချပေါ့နော် weight ချကျွန်တော်ဟို weight ကအရန်များနေလို့ချတာမဟုတ်ဒါပေမဲ့လူခန္ဓာကိုယ်မှာအဆီရရှိရတာကျွန်တော်ဆိုဒီ bike နဲ့ခါနာမှာအဆီရရှိရကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်အလုပ်ကကျွန်တော်ကွန်ပျူတာရှိမှာတစ်ချိန်လုံးထိုင်ပြီးတော့လှုပ်ရအထိုင်များတယ်လှုပ်ရှားမှုနည်းတယ်နောက်တစ်ခုကျွန်တော် gym ကိုလည်း ေချာမသွားနိုင်နေဘူးပေါ့နော်အဲ့လိုဒီအတွက်ကြောင့်မို့လို့ကျွန်တော် diet နဲ့ဒီအစီချရတာပေါ့နော်အဓိကတော့ကျွန်တော်အရင် weight က overweight ဖြစ်နေလို့တော့မဟုတ်ဘူးဒါပေမဲ့အရင်၅ပေ6မှာအဲ 83kg ပြပေါင်160ကျော်ဆိုတာကနည်းနည်းတော့များတဲ့ weight ပေါ့နော်အခုကတော့ဆယ်ပေါင်လောက်ပြန်ကြသွားပြီဆိုတော့ပေါင်150လောက်ပဲရှိတော့မှာပေါ့နော်အဲအဲ့တော့မဆိုးတော့မဆိုးဘူးဒါပေမဲ့ကျွန်တော်140လောက်ပေါ့နော်အမေရော weight ထက်ဗျကြွက်သားတွေများနေရင်တော့ကိစ္စမကြီး weight ကအဲ့လောက်ရှိလဲ အဆင်ပြေတယ်ဒါပေမဲ့ acid ရှိနေရဆိုရင်အဆင်မပြေဘူးလေနော်ပြီးတော့အဓိကအဲ့ဒါလေးထပ်ပို့ပြီးတော့ appearance ထပ်ပို့အရေးကြီးတာကျွန်တော်ကျမ်းမာကြီးပေါ့နော်ဒါအခုချိန်မှာကျွန်တော်30တက်ထဲမှာဆိုတော့အရင်မသိတာလေးဝယ်ထားပါတော့ဒါပေမဲ့အသက်ကြီးလာတဲ့အမြကျွန်တော်ကအခုချိန်လေးကခရူးမဆိုင်ရင်ခန္ဓာကိုယ်ကအဲပျက်စီးွားတော့မှခရူးဆိုင်လို့ရှင်မလွယ်တော့ဘူးပေါ့နော်အဲ့တော့အခုချိန်လေးကကျွန်တော်ကိုယ့်အကို fit ဖြစ်နေအောင်လို့ဒါဟိုအစားအသောက်ကိုလည်းစင်ကျင်ပြီးတော့ခရူးဆိုင်တဲ့သဘောပါဒီနေ့ကျွန်တော်ဆောင်းပွဲဖြေဖို့လည်းရှိနေအဲ့တော့မြန်မြန်လေးစားပြီးတော့ အဲနောက်ရဗီဒီယိုတွေကြာမှပစ်ချာလေးတော်ပြီးဖုတ်ပါမယ်အားလုံးပဲစားလိုက်ပါဦးမယ်ခင်ဗျာ95ရလုံးကျုံးမယ်75 hat challenge d3 ဖြစ်ပါတယ်ဒီနေ့ကတော့ဆောင်းဝဲလက်ရှိနေရတဲ့ နည်းနည်းကမောက်ကမလေးဖြစ်ချင်းက rush ဖြစ်ဒါပေမဲ့ out of 45 minutes ကိုရအောင်ကျုံးမယ်ပေါ့နော်အဲ progress picture မရိုက်ရသေးဘူးဟိုပထမဆုံး breakfast စားပြီးသွားပြီအခု out of 45 minutes လုံးမယ်ပြီးရင်အိမ်ရောက်လို့ရှိရင် progress picture ရိုက်မယ်ရိုက်ပြီးသွားလို့ရှိရင် indoor တစ်ခါတည်းတော့ဆက်မလုပ်နိုင်တော့ဆောင်းဝဲသွားဖြေရအောင်မယ်ပြီးသွားတော့မှပြန်ရောက်တော့မှအဲနေ့လေသာစားအဲနေ့လေသာလည်းကျွန်တော်ပြီးရင် bank account ကိစ္စနဲ့ဘန်သွားအောင်အဲ့တော့နေလေစားလဲအပြင်မှာပဲစားဖို့များအခုမိမတော့ထမင်းဘူးလုပ်ပေးထားဘာလို့လဲဆိုတော့အပြင်မှာစားလို့ရှိရင်ကျွန်တော်တခြားဟိုစီတွေများတာတို့ပြီးရင်တခြားအအဆင်မပြေဖြစ်မှာဆိုလို့ဘောနော်ကိုစားကျင်လို့စားလို့မရမှာဆိုလို့အဲအဲအကြောင်းမို့မိမသူကိုယ်တိုင်လုပ်ပေးထားတယ်ထုံးစံတိုင်းကြက်ဥပြုတ်ရဲ့အအတီးရွက်လေးတွေရဲ့ပြီးရင်အဟင်းတစ်ခွက်ရဲ့ဘောနော်ဟင်းကတော့ငချောက်ဟင်းထင်တယ် အချောင်းနဲ့ခင်းညင်သေးလားမသိအဲအဲ့ဒါလေးထည့်ထားရပါတော့အဲအဲ့ဒါကျွန်တော်အပြင်မှာစားမယ်စားပြီးပြန်လာတော့မှကျွန်တော်စိတ်တွေညနေလောက်တော့မှ indoor 45 minutes ကလုံနိုင်မယ်ထင်တယ်ခုကကျွန်တော် outdoor အတွက်ထုံးစံနိုင်မယ်လမ်းလျှောက်နေတယ်လမ်းလျှောက်ပြီးရင်နည်းနည်းပြေးမယ်ပေါ့နော်ရာသီဥတုလေးကတော့ fine နဲ့ share ပဲမူးလေးကညရွာထားဆိုတော့ဒီမနက်မူးလေးအုပ်အဲ့လေးကို တော်ပန်းညံထဲမှာဂျီကန်ဘေးလာမှာဗောနော်လမ်းလျှောက်လာဆိုတော့ပြည်လည်းတော်တော်မိုက်โอเคကျွန်တော်ဆက်လျှောက်လာအောင်ဗောနော်ညမိုးရွာထားတော့လမ်းလေးရာနည်းနည်းရင်ညှိလေးတွေနဲ့နဲ့ချောနေရဗောနော်အကိုရမ်းချောတယ်အကိုရမ်းချောတယ်ဖြစ်နေမယ်အဲနည်းနည်းတော့တတိထားပြီးတော့ရှောက်နေရတယ်အပြင်တော့ကျွန်တော်အပြင်ဘက်လမ်းနဲ့ရှောက်မယ်ဗောနော်အတွင်းလမ်းကတော့တည်ရတိုင်းပဲ ကိုချောတယ်ကိုချောတယ်ဖြစ်နေအဲ့တော့မတော်ခေါရှောင်းတော့အပြင်းရှောင်းမှာပေါ့နော်ပုံမှန်တော့ကျွန်တော်လမ်းလျှောက်လို့ရှိရင်ကျွန်တော်အဲ့ခုနရေကန်ကိုကျွန်တော်ဘေးရစ်ပေါ့နော်ဘေးဘက်ကနေပတ်ပြီးတော့တစ်ဘက်ပတ်နှစ်ဘက်ပတ်သုံးဘက်ပတ်ပေါ့နော်ဒီနေ့ကကျွန်တော်ညာဘက်ကနေပတ်ပတ်တော့ဘာဖြစ်လဲဆိုတော့အရန်မိုက်တဲ့ view ကျွန်တော်မြင်လိုက်ရမနေ့ညလည်းမိုးတွေရွာတာဆိုတော့အခုချိန်မှာ အရင်မိုက်နေတဲ့မြင်ဝင်းတခုကျွန်တော်မြင်လိုက်ရအဲ့ဒါကိုအလုံးပြခြင်းလို့ကျွန်တော်ဗီဒီယိုရိုက်ပြမယ်ကျွန်တော်ဟိုဘက်လှည့်ပြမယ်ပေါ့နော်မနိုင်ပြောရင်တော့၃ရက်ဆက်တိုင်းကျွန်တော်တနည်းကိုတနိုင်ခွဲပေါ့နော် indoor 45 outdoor 45ဆိုတော့တနိုင်ခွဲအဲ့လိုမျိုး workout လုပ်ထားတာ မပင်မန်းလားဆိုတော့ပင်မန်းတယ်အခုဆိုကျွန်တော်ဒီမှာတိုက်တွေပါထိုးတာဒီ chest တွေကနာနေတယ်ပြီးလက်တွေကြွက်သားတွေနည်းနည်းဟွာနာနေရောပေါ့နော်အင်းဒါတော့ကျွန်တော်မပြေးသေးဘူးနော်ပြေးလို့ရှိရင်ဒါပို့ပြီးတော့သိုးမယ်ပေါ့နော်ခြေထောက်တွေအကျောတက်တာတွေကြွက်သားနာတာဖြစ်မယ်ပေါ့အဲ့တော့ဒါမဲ့ဒါကဟိုလေ့ကျင့်ဖြစ်သွားရင်တော့ဘာမှမဖြစ်တော့ဘူးကျွန်တော်တပတ်လောက်ဆိုရင်တော့အသားကျသွားမယ်လို့ထင်တယ်ပြီးတော့ဒီကောင်းရဲ့ challenge ဖြစ်တာလည်းအဲ့ဒါပဲပေါ့နော်ကိုကိုမညာဘူးပေါ့နော်ဘလို့ပဲဖြစ်နေဖြစ်နေဒါတော့ကျွန်တော် outdoor exercise လုပ်မယ့်အချိန်မှာမူးရွာတာမကြုံသေးဘူးမူးရွာရင်လည်းမူးရွာလည်းပြေးရမှာမကြုံရမှာပဲအဲ့တော့မိုင်းတော့မိုင်းကျွန်တော်အခုနှစ်ပတ်လောက်ပတ်ပြီးရင်တော့အဲအချိန်ပြည့်ပြီပေါ့နော်45မိနစ်ပြည့်ပြီအဲ့ကြရင်ကျွန်တော် stretching လုပ်မယ်ပြီးရင်ပြန်မယ်ပေါ့နော် တော့ကျွန်တော်ဘာရစ္စတာဆောင်ဝတ်သွားဖြည်တယ်ပြီးတော့ကျွန်တော်အိမ်ကနေယူလာတဲ့နေ့လယ်စာထမင်းဘူးစားတယ်နေ့လယ်စာကတော့ငချောင်းနဲ့ခဲရင်ဒီချက်ရယ်ထမင်းလေးနည်းနည်းရယ်ပြီးတော့ကျွန်တော်အသီးရွက်လေးတွေကိုတော့တို့စရာလိုမျိုးစားတယ်ပေါ့လေ75 hard challenge D3 ညပေါ့နော်ဒီနေ့ကမနက်ကဆောင်ဝတ်ရှိရပြီးတော့တနေ့ကုန်လည်းအလုပ်တွေရှုပ်နေရတယ်ဒီမှာမနက်ကဆောင်ဝတ်တော့ဖြစ်တော့အင်ဂျီတော်မလဲနိုင်သေးဘူးပေါ့နော်အဲ ဒီနေ့ညစာကတော့အခုဒီမစားရသေးဘူးဒါပေမဲ့ညစာကိုဒီ Nestle ပေါ့နော်အဲဒီကိုစီးလို့ပြီးလို့ရှင် Almond စီးလို့ပေါ့နော်အဲ့ဒီအစီလေးတွေနဲ့နွားနို့နေပဲတောက်ပြီးတော့ညတာဒင်နာစားလိုက်တော့မယ်ပေါ့နော်အခု9နိုင်ခွဲနေပြီဒင်နာစားပြီးွားလို့ရှင်အဲညနာစီတော့တိုက်ပြီးတော့အိတ်တော့မယ်ပေါ့နော်မလည်းခင်ညရင်တော့45 minute walk out တစ်ချိန်နဲ့ကျုံးမလားနှစ်ချိန်ကျုံးမလားစောင့်ကြည့်ပြပါဦး ုနိုင်ပါအားလုံးပြတော့မယ်လို့ဘလို့အခုဆိုရင်အခုဒီဗီဒီယိုရိုက်တဲ့အချိန်မှာ10နိုင်နဲ့45မိနစ်ဖြစ်နေပြဿနာပါလဲဆိုတော့ဒီနေ့အလုပ်တွေများပဲ in no 45 minutes ကိုလုံးဝမလုပ်ရသေးဘူးအဲအဲ့တော့ဒီတိုင်းပဲကြော်လိုက်မယ်ဆိုပြီးတော့ထားလိုက်ထားပြီးတော့ဒီနေ့ D3 ကိုနောက်နေ့မှပြန်စမယ်ပေါ့ဒါပေမဲ့ challenge ကအဲ့လိုလုံးလို့မရအောင်အဲ့တော့ ဆက်နှစ်နာရီလည်းမကျော်သေးတော့နောက်တနေ့မကူသေးဘူးအဲ45မိနစ်ချိန်ရှိတယ်ဟာကျုံးမယ်ပါဆိုပြီးတော့အခုထလာကျွန်တော်အလုပ်ခဲနေပါအခုဒီမှာယောဂမတ်ပေါ်ပါပေါ့နော်ကဲတော့45မိနစ်ကျုံးလိုက်ပါဦးမယ် 17နှစ်ခွဲပါပါပြီ indo work 45 minute ပြည့်ပါပြီနောက်ကတော့ဒီ certified hat challenge လောက်ရမယ်ဟာ checklist ပေါ့เนาะโอเคဒီနေ့တော့လည်းအကုန်ပြည့်ပါပါပြီအဲ့တော့တကယ်ကိုနိုင်ပါ